ဘာလို့ပဲမဲအကယ်ဒမီရထားတဲ့အီတက်မောင်ပေါ်မှာဂုံမပြိုင်တဲ့ဆက်ဆံပုံနဲ့စိတ်တဘောပြေဝါကြောင့်ချပြခဲ့တဲ့အောင်ရဲလင်းအောင်ရဲလင်းကအမှုပညာလောကမှာရက်တီလာခဲ့ရဆိုရင်ဆယ်စုနှစ်ချီနေပါပြီအကယ်ဒမီမရသေးပေမဲ့လည်းဗီဒီယိုစကားခေတ်ကလေးကနေခုချိန်ထိအောင်မြင်လာတဲ့မိသားစုရင်းလည်းမမပါဘူးငငယ်တော့ကလည်းတနည်းတဖုံနဲ့အောင်မြင်ခဲ့သလိုအခုအသက်ကြီးလာချိန်မှာလည်းခံကြောကြီးအဖြစ်အမျိုးသမီးတွေရဲ့အကြိုက်ဆန်းပြအမျိုးသားဖြစ်နေတော့မှအောင်ရဲလင်းရဲ့အောင်မြင်မှုမျိုးနဲ့ဆိုရင် ချိန်မိုးနေလို့ရတဲ့အဆင့်ဆိုလဲမှတ်မှာပါဘူးဒါပေမဲ့အောင်ရဲလင်းကအဲ့လိုမျိုးစိတ်လုံးဝမရှိသလိုပြီးခဲ့တဲ့ရက်ကစူပြည်တစင်တို့မိငါပွဲမှာဆက်ဆံပုံကြောင့်လဲလူပြောများနေရပါစူပြည်တစင်နဲ့ဟဲရီယန်တို့ရဲ့စူလျာရပတ်မိငါပွဲမှာအောင်ရဲလင်းကသူတို့သားအရန်ဖြစ်ပါဝင်ပြီးခဲ့ရပါ යි အောင်ရဲလင်းအလင်းရောင်တိုင်ယုံအေဂျက်မောင်ရှင်းတင့်သူတို့ကသူတို့သားအရန်ဖြစ်လှုပ်ပြီးခဲ့ရတာပါသူတို့သားအရန်အဖြစ်လှုပ်ပင်းနေတဲ့အချိန်မှာစူပြည့်တစင်တို့နဲ့ဓာတ်ပုံအတူရိုက်ပြီးခဲ့ရပါသည် အောင်ရင်လင်းကပန်းကျဲအနေနဲ့ပါဝင်ပေးရမှုစီအောက်မှာနေနေခဲ့ရတာပါဒါကြောင့်မို့ဓာတ်ပုံရိုက်မဲ့အချိန်မှာစင်ပေါ်ကိုတက်ခင်းရပါတယ်။ကျန်တဲ့သူတို့သားအရင်တွေဖြစ်တဲ့တိုင်ယွန်၊ရှိန်တင်ထူ၊အလင်းရောင်၊အေးချမ်းမောင်တို့ကတော့စင်ပေါ်မှာရောက်နေပြီးသားဖြစ်ပါတယ်။စင်ပေါ်မှာနေရာကြိုယူထားရတဲ့အချိန်မှာမှအောင်ရင်လင်းကအပြေးလေးတက်လာခဲ့ရတာပါ။ခုလိုအပြေးလေးတက်လာတဲ့အချိန်မှာအောင်ရင်လင်းကသူကစီနီယာပါဆိုပြီးနေရာမရှိပါဘူး။အေးချမ်းမောင်ကလည်းသူ့ထံဝါကြီးရဲ့သူဖြစ်တာမို့ သူကအစွန်ဆုံးမှနေရာကနေဖယ်ပေးခဲ့ပါတယ်။ဒါပေမဲ့အောင်ရင်လင်းကအေးချမ်းမောင်ရဲ့နေရာကိုယူဖို့အစီအစဉ်မရှိရမို့ဖယ်ပေးတာကိုလက်မခံပါဘူး။အေးချမ်းမောင်ကိုသူ့နေရာမှာသာနေခိုင်းတာဖြစ်ပြီးသူကတော့ဘီနာမှာသာဝင်ရလိုက်ပါတယ်။အောင်ရင်လင်းကအလုံးထဲမှာဝအကြီးဆုံးဆိုပေမဲ့နေရာယူရတာမျိုးကိုသဘောမကျတာကြောင့်မှဒါပြင်အေးချမ်းမောင်ကိုလည်းသူ့ညီလေးတယောက်လိုသားချစ်တာပါ။အောင်ရင်လင်းကဘသူ့အပေါ်မှာမှမမာနထားတာမျိုးမရှိပါဘူး။ခုနောက်ပိုင်းမှာဆိုအမျိုးသမီးသူကြီးကအရင်နှောင်းကလိုရုတ်ချော်တဲ့အောင်ရင်လင်းဆိုတာထက် စိတ်သဘောထားပြေဝရေးအမျိုးသားအဖြစ်သဘောကျနေရတာဖြစ်ပါတယ်။အောင်ရင်လင်းရဲ့စိတ်သဘောထားပြေဝတာကိုကြည်ကလေးစားနေကြရတာပါ။အောင်ရင်လင်းကသူ့ကိုယ်သူနာမည်ကြီးမင်းသားလို့လည်းနေထိုင်တာမျိုးမရှိပါဘူး။ပွဲတဲ့ရင်လည်းအယိုးရှင်းဆုံးသာဝစ်ဆင်ပြီးမှတက်လို့ရှိရပါ။ဒါအပြင်ဆယ်လီတွေဇက်ပိုဇက်ရံတွေအပေါ်မှာဆိုလဲအမြဲတမ်းနေရာပေးတတ်ပိုင်တချို့အမှုပညာရှင်ကြီးတွေဆိုဆယ်လီတွေကိုနေရာမပေးတတ်ပေမဲ့သူကတော့အဲ့လိုမဟုတ်ပဲနေရာအမြဲပေးတတ်တာဖြစ်ပိုင် ်ဆယ်လီတွေနဲ့တပွဲနဲ့အတူဆုံးပြီးဆိုလဲသူတို့တချင်းဆိုတာကိုပြုံပြုံကြီးထိုင်ကြည့်ကပုံလည်းမတုံမဲတီချာလေးကိုအားပေးပေးရပါဒီလိုစိတ်ထားတွေကြောင့်လဲအောင်ရင်လင်းကလူအများအထွတ်တော့ချီကျူးစရာဖြစ်နေရပါအောင်ရင်လင်းကိုချီကျူးတယ်လို့အေးချမ်းမောင်ကိုလည်းစီနီယာကိုလေးစားတဲ့စိတ်ကြောင့်သဘောကျနေရပါနေရာလုံးကအမျိုးသမီးတူကြီးကြိုက်တဲ့ပုံစံနဲ့အမျိုးသားဖြစ်တာမို့တခဲနဲ့ကိုအားပေးခံနေရတာဖြစ်ပါ යි ။အောင်ရင်လျော့အေးချမ်းမောင်ရောကအနေထိုင်အေးရခြင်းတူတဲ့အတွက် နှစ်ယောက်အတူစကားပြောဖော်ရလေဖြစ်ပါ යි အောင်ရင်လင်ကအစိုးပြတစဉ်တို့မိင်္ဂလာပွဲမှာတွေ့သမျှသူကိုပြုံးပြကပြောနေရမှုသူတို့သားသူတို့သမီးထက်တောင်ပိုပြောနေရဆိုပြီးစားနောက်နေကြလည်းရှိပါ යි အောင်ရင်လင်ကိုလူပြိုကြီးဘဝကကျစ်စေခြင်းတို့ရှိသလိုလက်မထက်ပဲလူပြိုကြီးလုပ်ဖို့တိုက်တွန်းကြသူတွေလည်းများပါ යි စိတ်သဘောထားပြေးွားတဲ့အောင်ရင်လင်အပေါ်ဘလို့မြင်လဲဆိုတာပြောပြပေးခဲ့ပါအောင်ရှိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်